အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုအီကွေဒေါ်မှာပြန်လည်ထားရှိရတဲ့အတွက်နိုဝင်ဘာ16ရက်မှာပြုလုပ်ခဲ့တဲ့လူမှုဆန္ဒအခမ်းအနားပွဲမှာအီကွေဒေါ်မဲဆန္ဒရှင်တွေကဒီအခြေစိုက်စခန်းတွေကိုအီကွေဒေါ်မှာပြန်လည်လက်ခံရေးကိစ္စကိုပြပြတသားပေးချခဲ့ကြပါတယ်။အခုလိုပြည်သူတွေရဲ့ပေးချမှုကထရမ့်နဲ့ရင်းနှီးတဲ့တမရနန်နီရဲ့နှုတ်ပေါ်အတွက်နိုင်ငံရေးဆိုင်ရာထိုးနှက်ချက်ကြီးဖြစ်လာခဲ့ပါတယ်။ မဲလေးပုံသုံးပုံရေတွက်ပြီးစီးခဲ့ခြင်းမှာအီကွေဒေါပြည်သူ60ရာခိုင်နှုန်းခန့်ကပြည်ပစစ်အခြေစိုက်စခန်းတွေကိုကာလရှင်ပိတ်ပင်ထားမှုကိုပြန်ဖွင့်ပေးမဲ့ကိစ္စကိုခွင့်မပြုကြောင်းမဲပေးခဲ့ကြပါတယ်။ဒီလိုပယ်ချလိုက်တာကြောင့်အမေရိကန်စစ်တပ်ဟာတခါတော့ကဝါရှင်တန်ရဲ့မူရင်းနှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွက်အချက်အချာဖြစ်ခဲ့တဲ့ပစိဖိတ်ကင်ယူရန်ပေါ်မှာရှိတဲ့မန်တာလေတပ်အခြေစိုက်စခန်းပြန်လည်ထားရှိရေးကိုပြတ်သားစွာပိတ်ဆို့ခံလိုက်ရတာဖြစ်ပါတယ်။ အလွန်များပြားလာတဲ့ဂိုင်းဖွဲ့အကြမ်းဖက်မှုတွေကိုနှိမ်နှင်းမှုနဲ့အမေရိကန်သမ္မတဒိုနယ်ထရမ့်နဲ့မဟာမိတ်ပြူရေးကိုဖော်ဆောင်မှုဆောင်ရွက်နေတဲ့သမ္မတနိုဘိုအားအတွက်ကြီးမားတဲ့ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။ကာရေဘီယံနဲ့ပစိဖိတ်မှာအမေရိကန်ကမူရင်းနှိမ်နှင်းမှုစစ်ဆင်ရေးပြုလုပ်နေချိန်အီကွေဒေါမှာလူလူဆန္ဒခံယူပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။